ထိုင်းမြန်မာနယ်စပ်ကိုတော်ရင်လမ်းပိုင်းကတင်ခုံးရောင်ဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်နေတဲ့အတွက်ရွာ၅ရွာမှာရှိတဲ့ဒေသခံတွေထွက်ပြေးတေးရှောင်နေကြရပါတယ်။ရက်ရှိတိုက်ပွဲဖြစ်နေတဲ့တရင်တိုင်းမြို့နယ်တင်ခုံးရောင်ဝန်းကျင်မှာမတ်လ9ရက်နေ့ကစလို့တိုက်ပွဲတွေတကြော့ပြန်ပိုပြီးပြင်းထန်လာနေပါတယ်။တိုက်ပွဲတွေစစ်ကောင်စီတပ်ကအနီးဝန်းကျင်တွေကိုလက်နက်ကြီးနဲ့ပိုပြီးပစ်လာနေတယ်လို့ဆိုပါတယ်။ဒါကြောင့်တေခွန်ရဝန်ချင်မှာရှိတဲ့ကွန်တီတော်ဝကြံပါတပလ ရေဖြူ6နှစ်ပေါက်ရွာတွေကဒေသခံတွေထွက်ပြေးတိရှောင်နေကြရတာပါအဲ့ဒီရွာတွေကဒေသခံချို့ဟာအရင်ကတည်းကစစ်ပေးရှောင်နေကြရတာဖြစ်ပြီးလက်ရှိမှာတော့ကြံရှိနေတဲ့ဒေသခံအလုံးနီပါထွက်ပြေးနေကြရပါတယ်ဒေသခံတွေနေရဆော့ခါထွက်ပြေးလာရတာတပတ်ကျော်ကြာလာပြီဖြစ်လို့စာနာရိတ်ခါလိုအပ်ချက်တွေလည်းရှိလာနေပါတယ်။ရွာထဲဝင်ပြီးစာနာရိတ်ခါသွားယူမယ်ဆိုရင်လက်နဲ့ကြီးကြီးကြာရောက်ပောက်ကွဲမှာကိုစိုးရိမ်လို့မသွားရဲပဲဖြစ်နေကြပါတယ်။ တနင်္သာရီမောတော်လမ်းပိုက်ကထုံခါတင်ခွန်၊ကွမ်းတီတော်နဲ့တဲဖြူစတဲ့ရွာတွေကဒေသခံ2000ကျော်ဟာစစ်ဘေးရှောင်နေကြရတာ3လကျော်နေပြီဖြစ်ကြောင်းပါခင်ဗျာ။